်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့2029စစ်စင်ရေးကြီးမှန်းချက်ပြည်ပြီလားဆဲစုနှစ်ပေါင်းများစွာနိုင်ငံဗန္ဓာတွေကိုစိတ်ကြိုက်သုံးပြီးခင်မီတက်မတော်ဆိုကဟန်ရေးတပြပြလှုပ်ခဲတဲ့စစ်တပ်ရဲ့အခြေအနေမှန်ကိုမျက်နှာဖုံးခွာချလိုက်တဲ့စစ်စင်ရေးကြီးတစ်ခုရှိပါတယ်စစ်တပ်ကအမြင့်ချလိုက်ုံနဲ့ကြောက်တူးတုံခဲ့ကြတာပါဘလောက်ထိကြောက်ခဲ့ကြလဲဆိုရင် ညောက်သုံးကောင်ရုပ်ပုံတွေကိုစစ်တပ်ရုံးတွေစက္ကန်းတွေမှာစောက်ထိုးထားရေဒရာခြေခက်ရတဲ့အထိစေအုပ်စုကခရောင်ကရန်ဖြစ်ခဲ့တာပါ2029စစ်စင်ရေးလို့ခေါ်ပါတယ်ဆေလာပိုင်း28ရက်နေ့ကိုအစွဲပြုပြီးစစ်စင်ရေးအညီပေးခဲ့တာပါမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA အရက်ကတပ်တော် AA တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ရဲ့ဒီနောက်မဟာမိတ်၃ဘော်ရဲ့2029စစ်စင်ရေးကြီးဟာ2025အောက်တိုဘာ28ရက်နေ့မှာနှစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဆီယုစုအနာသိမ့်ပြီးနှစ်နှစ်ခွဲကျော်အကြာမှာပေါ်ပေါက်လာတဲ့ဒီစစ်စင်ရေးကြီးကရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးနီးပါးကိုသိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တာပါခေတ်တည်မြမတမိုင်းမှာစစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်တစ်ခုကိုလာပိုင်းအတွင်သိမ့်ပိုက်နိုင်ခဲ့တဲ့အထိထိုးစစ်အရှိန်ကပြင်းထန်ခဲ့ပါတယ်ညီနောင်မဟာမိတ်တုံးဖွဲ့တယ်လားဆိုရင်မဟုတ်ပါဘူးတပ်မဟာ611လို့နာမည်ကြီးတဲ့ MNDAA အောက်မှာစုဖွဲ့ထားတဲ့နိုင်ငံတော်ကလူမျိုးပေါင်းစုံပါဝင်တဲ့စစ်အာဏာသိမ်းမှုစန့်ကျင်တဲ့လူငယ်တွေစုဖွဲ့တပ်ဖွဲ့ဝင်တွေ PLA တပ်ဖွဲ့ဝင်တွေကရင်ပြည်က KMDF တပ်ဖွဲ့ဝင်တွေအညာဒေသက PDF တွေစတဲ့တပ်ပေါင်းစုတွေလည်းညီနောင်သုံးဖော်နဲ့အတူဖက်စစ်စစ်တပ်ကိုတော်လန်တိုက်ခိုက်ခဲ့ကြတာပါညီနောင်သုံးဖော်ရဲ့2029စစ်စင်ရေးဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာသာမကရခိုင်ပြည်မှာလည်းပြည်သိမ်းစစ်စင်ရေးမန္တလေးတိုင်းမှာလည်းရှမ်းမန်းစစ်စင်ရေးကရင်ပြည်နယ်မှာတင်လေးလုံးစစ်စင်ရေးတွေအပြိုင်နှွဲခဲ့ကြတာပါဒါကြောင့်စေုပ်စုရဲ့အခန်းတွေတယင်းတွေတယင်းဌာနချုပ်တွေမြို့တွေကိုအပြိုင်သိမ်းခဲ့ကြတဲ့မြို့သိမ်းပွဲတော် ရာသီကာလလို့လည်းပြောရင်မမှားပါဘူး။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းအဆက်နောင်ကျိုကနေစစ်တပ်မြို့ပြင်ဦးလွင်အဲဒီကနေအထက်မြမပြည်မြို့တော်မန္တလေးမြို့တွေအထိပါသိမ့်နိုင်တဲ့နိုင်ငံသိမ့်စစ်စင်ရေးကြီးအဖြစ်ကူးပြောင်းနိုင်တဲ့အထိအချိန်အဟုန်ကြီးမားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအခြေအနေကိုအိန္ဒိချင်းအင်အားကြီးတရုတ်အစိုးရကမလိုလားပါဘူး။လာရှိုကနေ MNDAA တက်တွေနောက်ပြန်ဆုတ်ဖို့တောင်ကန်ကနေ DNL နဲ့ပူးပေါင်းတက်တွေထိုးစစ်ဆက်မစင်နိုင်ဖို့မိမျိုးစုံတို့ဖိအားပေးချိန်ချောက်ပြီးအာနာသိန်းစစ်အုပ်စုကိုကူညီခဲ့ပါတယ် 2020ခုနှစ်စစ်စင်ရေးဘာကြောင့်အလောက်ထိအောင်မြင်ခဲ့တာလဲဆိုရင်ညီနောင်မဟာမိတ်၃ဘွဲ့ရဲ့ထိုက်ရိုက်စွမ်းရည်ထက်မြတ်တာစစ်စင်ရေးမှာပါဝင်တဲ့တွေဦးတော်လန်ရေးမှာပေါ်ပေါက်လာတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ရဲရင်မှုနဲ့တင်ယူတက်မြောက်လွယ်မှုပြည်သူလူထုရဲ့အားပေးထောက်ခံမှုနဲ့စစ်တပ်အာဏာသိမ်းပြီးလပိုင်းအကြမှာပေါ်ပေါက်ခဲ့တဲ့နိုင်ငံတော်ဝန်ကရဲရင်တဲ့လူငယ်တွေရဲ့လက်နက်ဆွဲကင်ခုခံတော်လန်မှုတွေကြောင့်စစ်တပ်အနာမရပဲစစ်ပန်းလာမှုတွေကအကြီးအကျယ်အကြောင်းချက်တွေလို့သုံးသပ်ပါတယ် တရုတ်အစိုးရရဲ့မီးစိမ်းပြမှုကြောင့်စစ်စင်ရေးကာလမှာအင်အားကြီးတိုင်းဒေသလက်နက်ကိုင်အဖွဲ့တချို့အခုအညီကြောင့်လက်နက်ခရမ်းတွေပေါ်ပေါ်တိတိတုံးခွင့်ရခဲ့တာကလည်းအရေးပါပဲ။အထက်ပါအချက်တွေကတော့အောင်မြင်ခြင်းရဲ့အဓိကအရင်းခံအချက်တွေဖြစ်တယ်လို့ရှုမြင်ပါတယ်။နိုင်ငံတော်ကပြည်သူလူထုကဘာကြောင့်အလင်းအမြန်ထောက်ခံခဲ့လဲဆိုရင်ခေအဆက်ဆက်စစ်အုပ်စုဝါဒဖြန့်ချီမှုအောက်မှာမျက်စိမပွင့်ခဲ့တဲ့ပြည်သူအများစုက ဖေဖော်ဝါရီတရက်စစ်တပ်အာဏာသိမ်းမှုမှာဘယ်သူဘယ်အဖွဲ့အစည်းကအကြမ်းဖက်သမားလဲ ဘယ်သူတွေကပြည်သူရန်သူလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်သွားကြတာကြောင့်ပါဒါပြင်ညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့ဂျင်ညာမောင်းခတ်ခဲ့တဲ့2029စစ်စင်ရေးကြီးမှန်းချက်ကပြည်သူတွေရဲ့ဘဝကိုဟန့်မိစေခဲ့ပါတယ်။စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးပြည်သူစံနာများကိုဖြည့်ဆည်းရေးစစ်ကောင်စီရဲ့နှိမ့်စင်တရားမဲ့တပ်ဖြတ်နေခြင်းကနေပြည်သူတွေကိုကာကွယ်ပေးရေးကြားဖြတ်နှိမ့်နေရေးစတဲ့ကြီးမှန်းချက်တွေကနိုင်ငံတော်ကပြည်သူတွေရဲ့ယုံကြည်မှုကိုအလင်းမြန်ရစေခဲ့တာဖြစ်ပါတယ်။ 2029စစ်စင်ရေးပထမလိုင်းနဲ့ဒုတိယလိုင်းမှာနေမြေတွေအလင်းအမြန်သိမ်းပိုက်နိုင်ခဲ့ပေမယ့်တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ရီရဲ့2024ဩဂုတ်လဆန်းနေပြည်တော်ကီးစင်အပ်ပြီးတရုတ်အစိုးရရဲ့ဖိအားပေးချိန်ချောက်မှုတွေကြောင့်ရှမ်းမြောက်မှာအခြေအနေတွေမြန်မြန်ဆန်ဆန်ပြောင်းလဲကုန်ပါတယ်။တရုတ်ဖိအားကြောင့်2025ဧပြီလမှာ MNDAA ကကြီးတစ်ချက်မဖောက်ရပဲလာရှိုမျိုးနဲ့ရမခကိုစစ်ကောင်စီကိုလက်လွဲပေးခဲ့ရပါတယ်။ TNL ဆိုရင်လည်းတောင်ကန်းကနေဇက်တိုက်နောက်ဆုတ်လာရတာနောက်ချိုကြောင့်ပဲတီပေါ်မျိုးတွေကို ဩဂုတ်ကနေအောက်တိုဘာလအတွင်းဇက်တိုက်ပြန်လည်လွတ်ပေးခဲ့ရပါတယ်။ဒါကြောင့်2029စစ်စင်ရေးမှာတော်လန်ရေးတက်ရှမ်းမြောက်ကမြို့ပေါင်း24မြို့သိမ်းပိုက်ထိန်းချုပ်ထားတာမှာခရိုင်မြို့ကြီးလာရှိုးအပါဝင်၄မြို့ပြန်လည်လွတ်ခဲ့ရတာပါ။ပိုဆိုးတာကတော့တရုတ်ပြည်အကြောင်း MNDAA ဟာစစ်ကောင်စီနဲ့အပြစ်ရထားပြီးလာရှိုးမြို့သိမ်းပြီးကလေးကစစ်တပ်ကိုမတိုက်တော့ပါဘူး။ဒါကြောင့် TNL တဖွဲ့တည်းပဲရှမ်းမြောက်မှာစစ်တပ်ကိုခုခံတိုက်ခိုက်နေရတဲ့ပုံစံဖြစ်လာပြီး TNL လည်းစစ်ရေးဆက်တိုက်နိုင်လာတဲ့အခြေအနေဖြစ်လာပါတယ် ဒါပြင်မန္တလေးတိုင်းမှာလည်း PDF နဲ့ဒေါ်လာရေးအင်အားစုတွေတင်ပိုက်ထားတဲ့တပိတ်ချင်းမျိုးပြန်လည်လွတ်ခဲ့ရပါတယ်။ဒါပေမဲ့အာရကတက်တော်ရဲ့နိုင်ငံအနောက်ပိုင်းကထိုးစစ်တွေကတော့မြို့နယ်ပေါင်း15မြို့နယ်တင်ပြီးအေယာဝတီမကွေဘကိုးတိုင်းတွေတည်းအထိအရှိန်အဟုန်ကောင်းကောင်းနဲ့ထိုးစစ်ဆင်နေစေဖြစ်ပါတယ်။တော်လိုင်းရက်တွေကစည်ရေးအသာစီအနေထားကနေစစ်တပ်ကတံပြန်ထိုးစစ်ဆင်ပြီးမြို့တွေပြန်ထိန်းချုပ်လာနိုင်တာရဲ့အဓိကအချက်ကတော့တရုတ်အစိုးရပိုင်း စစ်တပ်ကစစ်သားလိုအပ်ချက်ကိုစစ်မှုမထမ်းမနေရဥပဒေနဲ့အာဓမစုဆောင်နေရတဲ့ဆိုပေမဲ့စေအုပ်စုအတွက်ဂျုံကအစလျင်အစုံလက်နက်ခရံဤပညာဗန္ဒာရေးအခုညီအစုံပေးခဲ့တာတရုတ်အစိုးရပါဒါကြောင့်စေအုပ်စုကတရုတ်ပေးတဲ့အသက်ဆက်ပြီးနေစဉ်ပြည်သူတွေကိုနေစဉ်ဘုံကျက်တက်ဖြတ်နိုင်တာပါဒါကြောင့်ပြည်သူတွေကတော့တရုတ်အစိုးရကိုစေအုပ်စုကိုကူညီတာရက်ဖို့ပြည်သူဆန္ဒကိုလေးစားဖို့အခွင့်အရေးရတိုင်းရှင်းလင်းတဲ့သတင်းစကားတွေကိုဆန္ဒပြပြီးထုတ်ဖော်နေကြပါတယ် ဦးသိန်းစိန်အစိုးရလက်ထက်ကဝင်းကြီးဦးအောင်မင်းကတရုတ်အစိုးရနဲ့ပတ်သက်ပြီးလက်ပတောင်းတောင်မှစစ်သားတပိုင်းအရက်သားတပိုင်းအစိုးရလည်းတရုတ်ကိုကြောက်ရပါတယ်လို့ဝန်ခံခဲ့ဖူးပါတယ်။အားကောင်းခဲ့မှုတဲ့ဘကပကလည်းတရုတ်အစိုးရပညာပြလို့အရေးနိုင်ခဲ့ဖူးပါတယ်။ဒါကြောင့်အထူးသဖြင့်တရုတ်နယ်စပ်ကတရုတ်နိုင်ငံကိုအထိုက်အလျောက်မိခိုနေရတဲ့ဒိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့တရုတ်အစိုးရရဲ့ PR ပေးမှုချိန်ချောက်မှုတွေကြောင့်လောက်ရကန်ရခတ်တာကိုပြည်သူတွေကစာနာနားလည်နိုင်ကြပါတယ်။ ဒါပေမဲ့တန်းသူရေကိုပိုင်ပြထန်းခွင်ဖက်ထရီအရေးတွေအတွက်အသက်ခံတာတွေကိုတောင်ဆွန့်လွတ်ပြီးတိုက်ပွဲဝင်နေတဲ့ဒေါ်လန်ရစ်တပ်ဖွဲ့တွေအနေနဲ့တရုတ်အစိုးရရဲ့ဖိအားကိုတစ်ချိန်လုံးစိုးရိမ်နေမယ်ဆိုရင်တော့ပြည်သူတွေအပေါ်ပေးထားတဲ့ဂရုတွေချိုးဖောက်ရာရောက်မှာပြည်သူတွေရဲ့ယုံကြည်မှုထာဝရဆုံးရှုံးမဲ့အခြေအနေကိုလည်းသတိချက်ဖို့လိုပါတယ်။ဆယ်စုနှစ်ပေါင်းများစွာနိုင်ငံဗန္ဓာတွေကိုစိတ်ကြိုက်သုံးပြီးခင်မီတက်မတော်ဆိုကဟန်ရီတပြပြလှုပ်ခဲ့တဲ့စစ်တပ်ရဲ့အခြေအနေမှန်ကိုညနေဖုံးခွာချလိုက်တဲ့စစ်စင်ရေးကြီးတစ်ခုဖြစ်ပါတယ်။ စစ်တပ်ကအမိချလိုက်ယုံနဲ့ကြောက်တူးတုံခဲကြတာပါဘလောက်ထိကြောက်ခဲ့ကြတာလဲဆိုရင်မြောက်သုံးကောင်ရုပ်ပုံတွေကိုစစ်တပ်ရုံတွေစခန်းတွေမှာစောက်ထိုးထားရေတရာခြေခဲ့ရတဲ့အထိစီအိုစုကခရောင်ကရန်ဖြစ်ခဲ့တာပါ2029စစ်စင်ရေးလို့ခေါ်ပါတယ်။ဆေလာပိုင်း29ရက်နေ့ကိုအစွဲပြုပြီးစစ်စင်ရေးအမည်ပေးခဲ့တာပါ။အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ၊အာရကတပ်တော် AA ၊တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ရဲ့ ညီနောင်မဟာမိတ်သုံးဖော်ရဲ့2029စစ်စင်ရေးကြီးက2025အောက်တိုဘာ29ရက်နေ့မှာနှစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ဆေးအုပ်စုအာဏာသိမ်းပြီးနှစ်နှစ်ခွဲကျော်အကြာမှာပေါ်ပေါက်လာတဲ့ဒီစစ်စင်ရေးကြီးကရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးဒီပါကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။ခစ်တဲ့မြန်မာတမိုင်းမှစစ်တပ်ရဲ့အတိုင်းစစ်ဌာနချုပ်တခုကိုလာပိုင်းအတွင်သိမ်းပိုက်နိုင်ခဲ့တဲ့အထိထိုးစစ်အရှိန်ကပြင်ခဲ့ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့တယ်လားဆိုရင်တော့မဟုတ်ပါဘူး။တမဟာ613လို့နာမည်ကြီးတဲ့ MNDAA အောက်မှာစုဖွဲ့ထားတဲ့နိုင်ငံတဝန်ကလူမျိုးပေါင်းစုံပါဝင်တဲ့စေအာနာသိမ့်မှုစန့်ကျင်တဲ့လူငယ်တွေစုဖွဲ့တပ်ဖွဲ့ဝင်တွေ PLA တပ်ဖွဲ့ဝင်တွေ PNB က KMDF တပ်ဖွဲ့ဝင်တွေအညာဒေသက PDF တွေစတဲ့တပ်ပေါင်းစုတွေလည်းညီနောင်သုံးဖွဲ့နဲ့အတူဖက်စစ်စစ်တပ်ကိုတော်လှန်တိုက်ခိုက်ခဲ့ကြတာပါ။ဤနောက်သုံးဖို့ရဲ့2029စစ်စင်ရေးဟာရှမ်းပြည်နယ်မြောက်ပိုင်းမှသာမကရခိုင်ပြည်မှာလည်းပြည်ထိုင်စစ်စင်ရေး မန္တလေးတိုင်းမှာလည်းရှမ်းမန်းစစ်စင်ရေး၊ကရင်ပြည်ပြည်မှာတလီလုံးစစ်စင်ရေးတွေအပြိုင်နှွဲခဲ့ကြတာပါ။ဒါကြောင့်စေအုပ်စုရဲ့စခန်းတွေ၊တရင်တွေ၊တရင်ဌာနချုပ်တွေ၊မြို့တွေကိုအပြိုင်သိမ်းခဲ့ကြတဲ့မြို့သိမ်းပွဲတော်ယာတီကာလာလို့လည်းပြောရင်မှမပါဘူး။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းအဆက်နောင်ချိုကနေစစ်တပ်မျိုးပြင်ဦးလွင်အထက်ကနေအထက်မြမပြည်မြို့တော် မန္တလေးမြို့တွင်အထိပါတိမ့်နိုင်တဲ့နိုင်ငံသိမ်းစစ်စင်ရေးကြီးအဖြစ်ဦးပြောင်းနိုင်တဲ့အထိအချိန်အဟုန်ကြီးမားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအခြေအနေကိုအိန္ဒိချင်းတရုတ်အစိုးရကအယောက်မခံခဲ့ပါဘူး။လာရှိုကနေ MNDAA တက်တွေနောက်ပြန်ဆုတ်ဖို့တောင်ကန်ကနေ TNL နဲ့ပူးပေါင်းတက်တွေကိုထိုးစစ်ဆက်မစင်ဖို့နှီးမျိုးစုံတုံး PRP ချိန်ချောက်ပြီးအာနာသိန်းစစ်အုပ်စုကိုကူညီခဲ့ပါတယ်။2029စစ်စင်ရေးဘာကြောင့်ဒီလောက်အထိအောင်မြင်ခဲ့တယ်လဲဆိုရင် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့တိုက်စွမ်းရေးထက်မြတ်တာစစ်စင်ရေးမှာပါဝင်တဲ့ຫນွေဥတော်လည်ရေးမှာပေါ်ပေါက်လာတဲ့တော်လည်ရေးတပ်ဖွဲ့ဝင်တွေရဲ့ရဲရင်မှုနဲ့တင်ယူတက်မြောက်လွယ်မှုပြည်သူလူထုရဲ့အားပေးထောက်ခံမှုနဲ့စစ်တပ်အာဏာသိမ်းပြီးလပိုင်းကြာမှာပေါ်ပေါက်ခဲ့တဲ့နိုင်ငံတော်ဝန်ကရဲရင်တဲ့လူငယ်တွေရဲ့လက်နက်ဆွဲခိုင်ခုခံတော်လှန်မှုတွေကြောင့်စစ်တပ်ကမနာရပဲစစ်ပန်းလာမှုတွေကအဓိကအကြောင်းချက်တွေလို့သုံးသပ်ပါတယ် တရုတ်အစိုးရရဲ့မီးစိမ်းပြမှုကြောင့်စစ်စင်ရေးကာလမှာအင်အားကြီးတိုင်းတာလနဲ့ကန်အခွဲအချို့အကူအညီကြောင့်လက်နက်ခရမ်းတွေပေါ်ပေါ်တည်တည်သုံးခွင့်ရခဲ့တာဟာလေအရေးပါပေမဲ့အထက်ပါအချက်တွေကတော့အောင်မြင်ခြင်းရဲ့အဓိကအရင်းခံအချက်တွေလို့ရှုမြင်ပါတယ်။စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရင်ပြည်သူ့ဆန္ဒများကိုဖြည့်ဆည်းရင်စစ်ကောင်စီရဲ့နှိမ့်စင်တရားမဲ့တပ်ဖြတ်နေခြင်းကနေပြည်သူတွေကိုကာကွယ်ပေးရင်ကြားဖြတ်နှိမ့်နေရေးစတဲ့ရီမန်ချက်တွေကနိုင်ငံတော်ကပြည်သူတွေရဲ့ယုံကြည်မှုကိုအလင်းအမြန်ရရှိခဲ့ပါတယ်။ 2029စစ်စင်ရေးပထမလိုင်းနဲ့ဒုတိယလိုင်းမှာနေမြေတွေအလင်းအမြန်သိမ်းပိုက်နိုင်ခဲ့ပေမဲ့တရုတ်နိုင်ငံသားယူဝင်ကြီးဝမ်ရီရဲ့2024ဩဂုတ်လဇန်နေပြည်တော်ခီးစင်အပ်ပြီးတရုတ်အစိုးရရဲ့ဖိအားဖိချိန်ချမှုတွေကြောင့်ရှမ်းပြောင်းမှာအခြေအနေတွေမြင်းမြန်ဆန်ဆန်ပြောင်းလဲကုန်ပါတယ်။တရုတ်ပြည်အားကြောင့်2025ဧပြီလမှာ MNDAA ကကြီးတက်ချက်မဖောက်ရပေလာရှိုမျိုးနဲ့ရမခခကိုစစ်ကောင်စီကိုလက်လွဲပေးခဲ့ရပါတယ်။ TNL ဆိုရင်လည်းတောင်ခမ်းကနေဇက်တိုက်နောက်ဆုတ်လာရတာနောင်ချိုကြောင့်မဲတီပေါ်မျိုးတွေကိုဩဂုတ်လကနေအောက်တိုဘာလအတွင်းဇက်တိုက်ပြန်လက်လွတ်ပေးခဲ့ရပါတယ်။ဒါကြောင့်2029စစ်စင်ရေးမှာတော်လန်ရေးတက်ရှမ်းမြောက်ကမျိုးပေါင်း24မျိုးသိမ်းပိုက်ထိန်းချုပ်ထားတာမှာခရိုင်မျိုးကြီးလာရှိုးအပါဝင်၄မျိုးပြန်လက်လွတ်ခဲ့ရတာပါ။ကိုဆိုးတာကတော့တရုတ်ပြည်အကြောင်း MNDAA ဟာစစ်ကောင်စီနဲ့အပြစ်ရထားပြီးလာရှိုးမျိုးသိမ်းပြီးကြတဲ့ကစစ်တပ်ကိုမတိုက်တော့ပါဘူး။ဒါကြောင့် TNLA တပ်ဖွဲ့တွေပဲရှမ်းမြောက်မှာစစ်တပ်ကိုခုခံတိုက်ခိုက်နေရတဲ့ပုံစံဖြစ်လာပြီး TNL လည်းစည်ရစက်တိုက်နှိမ့်လာတဲ့အခြေအနေဖြစ်ပါတယ်။ကြာပြင်မန္တလေးတိုင်းမှာလည်း PDF နဲ့တော်လန်ရေးအင်အားစုတွေတိမ့်ပိုက်ထားတဲ့သပိတ်ချင်းမျိုးပြန်လည်လွတ်ခဲ့ရပါတယ်။ဒါပေမဲ့အာရခတက်တော်ရဲ့နိုင်ငံအနောက်ပိုင်းကထိုးစစ်တွေကတော့မြို့နယ်ပေါင်း15မြို့နယ်တိမ့်ပြီးအေယာဝတီ၊မကွေ၊ဘကိုးတိုင်းတွေတဲ့အထိအရှိန်အဟုန်ကောင်းကောင်းနဲ့ထိုးစစ်ဆင်နေစေဖြစ်ပါတယ်။တော်လန်ရေးတက်တွေကစီရင်အတာစီအနေထားခဏီစစ်တပ်ကတံပြန်ထိုးစစ်ဆင်ပြီးမျိုးတွေပြန်ထိန်းချုပ်လာနိုင်တာရဲ့အဓိကအချက်ကတော့တရုတ်အစိုးရပါ စစ်တပ်ကစစ်သားလိုအပ်ချက်ကိုစစ်မှုမထမ်းမနေရဥပဒေနဲ့အတမဆူဆောင်းနေတဲ့ဆိုပေမဲ့စေုပ်စုအတွက်ဂျုံကအစာလင်းရင်အစုံလက်နဲ့ခရံနီးပညာဗန္နာယီအခုညီအစုံပေးခဲ့တာတရုတ်ဆိုရပါဒါကြောင့်စေုပ်စုကပေးတဲ့အသက်ဆက်ပြီးနေစဉ်ပြည်သူတွေကိုနေစဉ်ဘုံကျဲတက်ဖြတ်နေတာဖြစ်ပါတယ်ဒါကြောင့်ပြည်သူလူထုတွေကတော့တရုတ်ဆိုရကိုစေုပ်စုကိုကူညီတာရက်ဖို့ပြည်သူဆန္ဒကိုလေးစားဖို့အခွင့်အရေးရတိုင်းရှင်းလင်းတဲ့သတင်းစကားတွေကိုဆန္ဒပြပြီးထုတ်ဖော်နေကြပါတယ် ဦးသိန်းစိန်အစိုးရလက်ထက်ကဝင်ကြီးဦးအောင်မင်းကတရုတ်အစိုးရနဲ့ပတ်သက်ပြီးလက်ပတောင်းတောင်မှစစ်သားတပိုင်းအရဲသားတပိုင်းအစိုးရလည်းတရုတ်ကိုကြောက်ရပါတယ်လို့ဝန်ခံပြောခဲ့ပူပါတယ်။အားကောင်းခဲ့မှုတဲ့ဘကပကလည်းတရုတ်အစိုးရပညာပြလို့အရေးနှိမ်ခဲ့ပူပါတယ်။ဒါကြောင့်အထူးသဖြင့်တရုတ်နယ်စပ်ကတရုတ်နိုင်ငံကိုအထိုက်အလျောက်မှီခိုနေရတဲ့တိုင်းဒါလက်နက်ကန်ဒေါ်လာရေးအဖွဲ့တွေအနေနဲ့တရုတ်အစိုးရရဲ့ PR ပေးမှုချိန်ချောင်းမှုတွေကြောင့်လောက်ရကန်ရခတ်တာကိုပြည်သူတွေကစာနာနားလည်နိုင်ကြပါတယ်။ ဒါပေမဲ့ဂျန်တူရင်ကိုပိုင်ပြထန်းခွင့်ဖက်ဒရယ်အရေးတွေအတွက်အသက်ခံနာတွေကိုတောင်ဆွလုပ်ပြီးတိုက်ပွဲဝင်နေတဲ့တော်လန်ရေးတပ်ဖွဲ့တွေအနေနဲ့တရုတ်အစိုးရရဲ့ဖိအားကိုတစ်ချိန်လုံးစိုးရိမ်နေမယ်ဆိုရင်တော့ပြည်သူတွေအပေါ်ပေးထားတဲ့ဂတိတွေချိုးဖောက်ရရောက်မှာပြည်သူတွေရဲ့ယုံကြည်မှုထာဝရဆုံးရှုံးမဲ့အခြေအနေကိုလည်းသတိချက်ဖို့လိုပါတယ်။ဒါကြောင့်လက်တလောတရုတ်အလို့ကြအပြစ်ခတ်ရပ်ထားတဲ့ MNDAA အပါအဝင်တော်လန်ရေးတပ်တွေအနေနဲ့ကိုသမိုင်းကိုဘယ်လိုဆက်ရေးမလဲဆိုတာအစုံအဖြတ်ကာလတွေပဲဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်ကိုအတူတော်လှန်ရင်ပေးဆက်ခဲ့တဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေရဲ့ဆန္ဒကိုအောက်မေ့တရိယာကြပြီးစုံဖြတ်လောက်ကင်ကြဖို့အရေးကြီးပါတယ်။တရုတ်ပြည်အားကြောင့်ပြည်သူတွေကိုမျက်ွယ်ပြုပြီးလာဆိုတဲ့တန်တရာမိခွန်းတွေခြေလောင်လာနေပေမဲ့ပြည်သူတွေကမရေတရေမျှော်လင့်နေကြဆဲဖြစ်ပါတယ်။2029စစ်စင်ရရဲ့ရီမန်ချက်တွေကိုပြည်သူတွေရဲ့နှလုံးသားထဲမှာစွဲမြဲနေတယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူရဲ့ဂတိစကားကိုလည်းမှတ်မိနေကြဆဲဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးစိတ်ချထားပါ။ ကျွန်တော်တို့ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ຫນွေဦးတော်လန်ရေးအောင်ပွဲရရှိတဲ့အထိအတူတကွပူးပေါင်းပါဝင်သွားမှာပါလို့ MNDAA ပြောရေးဆိုခွင့်ရှိသူလီချာဝင်းကိုကသတင်းဌာနကတဆင့်ပြောခဲ့တာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့2029စစ်စင်ရေးရဲ့ရည်မှန်းချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးပြည်သူ့စန္ဒဖြည့်ဆည်းရေးဆိုတဲ့အချက်တွေပြေဝပြီလားမေးရင်ပြည်သူတွေကတော့မပြေဝသေးဘူးလို့ဖြေကြမှာပဲဖြစ်ပါတယ်။ MNDAA အပါအဝင်ညီနောင်မဟာမိတ်၃ဖွဲ့နဲ့တော်လန်ရေးတပ်တွေကို2029စစ်စင်ရေးကြီးမှန်းချက်တွေဖြည့်ပါပြီလားမေးရင်ဘလို့ဖြည့်ကြမှာပါလဲ။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။